တဘာဝပတ်ဝန်းကျင်ပျက်စီးမှာဂေယစနစ်တွေပျက်စီးမှာကိုမလိုလားတဲ့အတွက်စကိုင်းတိုင်းဒေသကြီးဖောင်းပြေမြို့နယ်တငါရွာကဒေသခံတွေကဆန္ဒပြခဲ့ကြပါတယ်ဒီသတင်းကိုအောင်ကိုလက်ကပေးပို့ထားပါတယ်ခင်ဗျာ စကိုင်းလိုင်းဒေတာကြီးဖောင်းမြင့်မြို့နယ်တန်ငါဒေတာရှိတောတောင်ရီမြေတဘာဝပုံဝင်ကျင်ကိုကာကွယ်တဲ့အနေနဲ့ဒေတာခန့်900ကျော်ကစက်တင်ဘာ16ဆက်ခွန်2ရက်တာ200ခွဲပြီးဆန္ဒပြခဲ့ကြပါတယ်ပထမရက်မှာရွာထဲလက်လက်ဆန္ဒပြခဲ့ကြပြီးဒုတိယရက်မှာတော့တောထက်တီသွားကတန်ကြရအောင်ကုမ္ပဏီရှိမှဆန္ဒပြခဲ့ကြတာပါ follower အရင်ကြောင်းရင်းကတော့တန်ငါရွာနဲ့အရှိပြ၄မိုင်กว่าတော့ဒေတာကိုကြောက်ခဲ့တော့မှရှိခဲ့တတော်ကိုဒေတာဧကရှိရာ တက်တော်ကိုတံဃာရောကုမ္ပဏီမှမျက်ရှိတိနာစိုက်ပျိုးရေးအတွက်မြို့နယ်ညီစည်းနဲ့မြို့နယ်ဘေယာစီမံခံကွယ်ရေးအဖွဲ့ကခြားတာပေးခြင်းဖြစ်ပါတယ်အဲဒီခြားတာပေးခြင်းကိစ္စမှာကျွန်တော်တို့လူလူတွေအများမသိရပဲတို့အာဏာပိုင်ဖွဲ့စည်းနဲ့ဆိုင်ရာညှိနှိုင်းပြီးမှလူ့ဝဲလုပ်ကြခြင်းဖြစ်ပါတယ်ဒေတာကပုံကိုယ်တွေဒီဆိုင်ရာအလုံးလူများလူလူမသိရပဲနဲ့ လုပ်သွားတာဖြစ်ပါတယ်ဒီအကြောင်းကိုခြေခံပြီးမှကျွန်တော်တို့လူမှုနဲ့နာရာရောခြေယွာအနေနဲ့အခြားကဏ္ဍမှာတွေပစ္စည်းရှုံးထုတ်နိုင်တဲ့အကြောင်းပေါ့ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်ဒေတာအခေါ်ကြောက်ခွက်တော့ရှိဧက800ကိုတန်ကြေအောင်ကုမ္ပဏီကရှော့ဖြူနဲ့မြောက်ငုံပင်များကိုစီးပွားဖြစ်ဆိုင်ပြို့ဖို့မြေလွတ်မြေလက်မြေရိုင်းအဖြစ်ယခုနေ့ match လကလေယာဉ်မြေနဲ့အခြားမြေများစီမံခန့်ခွဲမှုဘိုးကော်မတီကခွင့်ပြုခဲ့တယ်လို့သိရပါဗျ။ဟိုကျွန်တော်တို့က နိုင်ငံတော်ကချမှတ်ပေးပြီးသားဖြစ်တဲ့တော့ကျွန်တော်အနှစ်30ခန်းလက်ဝဲပိုင်ဆိုင်ပြီးသားဖြစ်တဲ့တော့ကျွန်တော်တို့ကတော့ဒိုင်မန်ဆက်လုပ်ပါမယ်နော်ဒိုင်မန်ဆက်လုပ်တော့မှတကယ်လို့ကျွန်တော်တို့ကိုခွင့်ပြုထားတဲ့လူကြီးတွေကမင်းတို့မလုံးနဲ့တော့ဆိုရင်ကျွန်တော်ရက်ပေးတယ်ကျွန်တော်အနေနဲ့ကတော့ဟုတ်လားဒီပညာရှင်တွေနဲ့သူကလည်းသူဟုတ်လားတိုင်းတိုင်းတွတ်ချက်ပြီးတော့မှအန္တရာယ်မရှိဘူးလို့ယူဆရတဲ့သူတို့ခွင့်ပြုမိတ်ချပေးထားတဲ့ကျွန်တော်ကတော့ခွင့်ပြုမိတ်ပေါ်မှာ ဆက်လုပ်နေရမှာကုမ္ပဏီအနေနဲ့ဧကအမြောက်အများကိုနှစ်ရှိဆိုင်ခင်းတွေပေါ်ဆောင်လိုက်တာနဲ့ဒေတာခန်တွေအတွက်ရာသီဥတုပြောင်းလဲမှုရေဝေလေရေလဲပြောင်းလဲမှုတွေဖြစ်ပေါ်မှာကိုဒေတာခန်တွေကစိုးရိမ်နေကြတာပါဒေတာခန်တွေရဲ့နှစ်ရက်တာဆန္ဒဖော်ထုတ်ပွဲကိုသက်ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဆန္ဒဖော်ထုတ်ပွဲမှာတန်ကလေးအောင်ကုမ္ပဏီဖြတ်သိမ်းရေးတရားဥပဒေစိုးမိုးရေးတဘာဝပတ်ဝန်းကျင်ဖြစ်စီသူတို့ရန်သူစတဲ့ကြွေးကြော်တန်တွေကိုကြွေးကြော်ခဲ့ကြပါတယ်ကျွန်တော်အောင်ကိုလတ်ပါ